မင်္ဂလာပါရှင်။နိုဝင်ဘာလ3ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အောင်မြေတာဆန်မြို့နယ်ထဲမှာရထားလမ်းနဲ့မလွတ်လို့ဆိုတာနေအိမ်200ကျော်ဖြိုဖျက်ခံနေရတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကပ္ပစာ22ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းကစစ်သား3ဦးအရှင်ဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းပေါ့မြို့နယ်ချက်ကန်ရွာထဲမှာနေအိမ်တွေကို မွေနောက်မိရှို့နေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်၃ဦးကိုအရှင်ဖမ်းဆီးကလက်နက်ခဲရမ်းနဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆီးရရှိခဲ့တယ်လို့ Yan Revolution Front ကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ29ရက်နေ့မှာစိတ်ဖြူအခြေဆိုင်အမှတ်22ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ22ကစတင်ထွက်လာတယ်။တမ69မှတက်ရင်3ရင်းပါအင်အား400ဝန်းကျင်ကဟာ29ရက်နေ့မှာရေးတွက်ရာစတင်ကြောင်းမှာညရေစကန်းချပြီးအော်တိုဘာလ30ရက်နေ့ညနေပိုင်းတွင် ရှားပင်ရေရွာနဲ့ရိုးကြီးအနီးပတ်ဝန်းကျင်တွင်ပြည်သူနှုတ်ဦးကိုတပ်ဖြတ်ခဲ့ပြီးအော်တိုဘာလ31ရက်နေ့မနက်နနာရီဝန်းကျင်ခန့်မှာချက်ကန်ရွာအနီးရှိပသိမ်မုံရွာလမ်းမပေါ်သို့ရောက်ရှိလာခဲ့တယ်လို့သိရှိရပါတယ်။ထို့သို့ရောက်ရှိလာစဉ်ရန် Revolution Front နဲ့ပခုတ်ကူခရိုင်အမှန်စနစ်တရင်မှရဲဘော်တွေဟာစစ်ကောင်မရှင်စစ်ကြောင်းကိုအနီးကဆောင်းကြည့်လိုက်ပါလာခဲ့ရာမနက်အစောပိုင်းမှာစာတင်ကြောင်းအတွင်းသို့ဝင်ရောက်သွားကအဆိုပါစစ်ကြောင်းမှစစ်သား၃ဦးဟာ ။ရွာထဲရှိအိမ်တွေကိုမွေးနောက်မိရှုကတော်လိုင်းအဖွဲ့များစောင့်ကြည့်လျက်ရှိတဲ့နေရာအနီးမှာပြည်သူနေအိမ်တို့ရောက်ရှိလာရာကြည်တရောင်းမှမထွက်ရဘဲအရှင်ဖန်းစီရမိခဲ့တယ်လို့သိရပါဗျ။အဆိုပါဖန်းစီရမိတဲ့စစ်သား၃ဦးထံမှ MA2 တနတ်တလက် MA3 တနတ်တလက်ကြီးများ လက်ပစ်ဘုံ60မမဘုံဒီအီနာဂါဘုံဒီနင်းမိုင် RPG ကြီးဖူးကြီးကားပြကြီးပအပေါ်အများအပြားနဲ့စစ်ဝေးတစားများတိတ်စီရရှိခဲ့တယ်လို့သိရပါဗျ။ အဆိုပါစစ်ကြောင်းဟာ31ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးပင်တောင်ရွာကိုတကြောင်းဒီတော့ကွင်းရွာကိုတကြောင်းဝင်ရောက်ခဲ့ပြီးဒီတော့ကွင်းရွာအသွာလန်းကိုဒေါ်လာရီတပ်ဖွဲ့များနန်းမြေရှင်းလင်းဝင်ရောက်စဉ်မိုင်းနှင်းမိတေဆုံးနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးကိုထပ်မံတွေ့ရှိခဲ့ပြီး၎င်းတို့ထံမှကြီကာအုတ်ထုပ်စစ်ဝေးတစားနဲ့ခရံအချို့ထပ်မံသိမ်းဆည်းရရှိခဲ့သေးတယ်လို့လည်းသိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အောင်မြေသာဆန်မြို့နယ်ထဲမှာယထာလန်းနဲ့မလလို့ဆိုက ်နေအိမ်နေရာကျော်ဖြိုဖျက်ခံနေရတဲ့တည်င်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်ကနေအိမ်ပေါင်း200ကျော်ကိုရထားလမ်းနဲ့နမိတ်နဲ့မလွတ်လို့ဆိုကမနေ့ကမနေ့ကစတင်ဖယ်ရှားရှင်းလင်းနေတယ်လို့သိရပါတယ်။နိုဝင်ဘာလ2ရက်နေ့မနေ့ပိုင်းကစတင်ကမန္တလေးမတရားမြရထားလမ်းပိုင်းတရဲစေးဘူတာနဲ့အိုးဖို့ဘူတာကြားကရထားလမ်းဘေးနေအိမ်တွေကိုအာနာသိန်းစစ်ကောင်မရှင်တက်ကဖယ်ရှားနေတယ်လို့သိရပါတယ်။ကျူးကျော်တွေဆိုပြီးဖြတ်တာ ။ကရင်အမီပေါက်တဲ့နေရာတွေနဲ့ဘိုးဘွားပိုင်မြေတွေပါဖျက်ဆီးခံရတာ။ဒိုစာနဲ့ထိုးတာဘာမှမကြားရဘူး။စီမံချက်နဲ့လုံနေတာ။စစ်ကောင်းဆောင်အမိန့်နဲ့အကုန်ရှင်းတာပြောတယ်လို့မြို့ခံတအူကပြောပါရယ်။ရခိုင်2022ခုနှစ်နိုဝင်ဘာလကလည်းဘူးလိုဖယ်ရှားခံခဲ့ရတာမျိုးရှိခဲ့ဘူးပြီ။ရထားလမ်းနဲ့ပေ30ဝန်းကျင်ကိုဖယ်ရှားခံခဲ့ရကခုဒီချိန်မှာတော့ပေ90ဝန်းကျင်ချမှတ်ချက်ပြီးဖယ်ရှားခံရတယ်လို့သိရပါရယ်။အရင်2022လောက်ကပေ30ချဲ့တာ ခုကပေ90ချဲ့တယ်။မနေ့ပိုင်းကစပြီးဒိုစာတွေဘဖိုးတွေနဲ့ဖြိုးနေတာ။ပစ္စည်းယူချိန်မရတဲ့သူတွေလည်းရှိတယ်။အချို့ကတော့ရတာလေးတဲရတာ။ဘေပရာဟိတအဖွဲမှလည်းလာကူတာမရှိပါဘူးလို့ဒေသခံတဦးကပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့ကလည်းမန္တလေးမြို့ငွေတော်ကြီးကုန်းရပ်ကွက်ကနေအိမ်300ကျော်နဲ့ဖုန်ကြီးကျောင်းဇေဒီပထိုးတွေကိုဤသူလုံချုံ၏အဖွဲပလကဖနှင့်ခရိုနီတွေကဆက်ယုံဆောက်ဖို့ဆိုကဖြည့်စည်းခံခဲ့ရသေးပါတယ်ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ဇီးပြူကုန်းရွာမှာတက်ဆွဲနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဒရုန်းနဲ့ဘုံတီကျဲချတိုက်ခိုက်ခံရပြီးပြူကောင်းဆောင်တအူးသေးဆုံးက၄ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘုံမြို့နယ်အနောက်ချမ်းဇီးပြူကုန်းကျေးရွာရှိစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုဒရုန်းနဲ့ဘုံတီကျဲချတိုက်ခိုက်ခဲ့ရာပြူကောင်းဆောင်သေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားပါတယ်။ အော်တိုဘာလ28ရက်နဲ့29ရက်နေ့ရက်စတိုင်းဇီးပြူကုန်းကျွော်ရှိစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို drone နဲ့ဘုံသီး45လုံးကျဲချတိုက်ခိုက်ခဲ့ရာပြူကောင်းဆောင်ဝင်းစော်အောင်ဒေသုံးပြီး၄ဦးထိခိုက်ကြရာရရှိခဲ့တယ်လို့သိရပါဗယ်ဒေသုံးခဲ့တဲ့ပြူကောင်းဆောင်ဝင်းစော်အောင်ရဲ့နာရီကိုနိုဝင်ဘာလ10ရက်နေ့နေ့လယ်ပိုင်းကပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗယ်အဆိုပါစစ်စင်ရေးကိုရွှေဘိုခရိုင်အမှတ်လေးတရင်ကဥဆောင်ပြီးရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရွှေဘိုခရကိုတိုင်း တောင်မှန်ပြည်သူကာကွယ်ရေးအဖွဲ့တောင်သူလွတ်မြောက်ရေးအင်အားစုနဲ့တောင်စစ်တီအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားစမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။